မာဒီကိုရုပ်သံလိုင်းနဲ့ပြုံး Play application ကနေတိုင်းကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါများထိုင်နိုင်ငံ၏အင်ရှင်ဖြစ်ကျင်းပပြုလုပ်နေတဲ့33ချိန်မြောက်အစည်းအကိန်းပြိုင်ပွဲအမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ကျွန်တော်မြန်မာအမျိုးသမီးအသင်းပါဝင်တဲ့ပထမဆုံးအဖွင့်ပွဲစဉ်ကတော့ဒီနေ့ဒီဇင်ဘာ9ရက်နေ့မြန်မာဆန်တော်ချိန်ညနေ3:00ခွဲချိန်မှာစတင်ရှင်ပြိုင်ကစားတော့မှာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်ကိုတော့ထိုင်နိုင်ငံချွန်ဘူရီမှာရှိတဲ့ TNSU ချွန်ဘူရီစတေဒီယမ်မှာရှင်ပြိုင်ကစားတော့မှာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာမြန်မာအသင်းရဲ့ပွဲထွက်ကစားသမားတွေမြန်မာမှာတော့ကိုယ်စမနေရာမှာမြင်းမြတ်မြတ်ငယ်ခြားတော်ကစားသမားတွေဖြစ် အတင်းကောင်းဆောင်ကျွန်းနံပါတ်9ဝင်းတင်ကီထွန်းကျွန်းနံပါတ်2မေသက်မွန်မြင့်ကျွန်းနံပါတ်3ဖြူဖွေးကျွန်းနံပါတ်4စုံယူရအူကျွန်းနံပါတ်5ဖြူဖြူဝင်းကျွန်းနံပါတ်6နော်ထထဝေကျွန်းနံပါတ်8စမ်းတတော်ကျွန်းနံပါတ်9ခင်းမူမူထွန်းကျွန်းနံပါတ်17ယူပါခိုင်နဲ့ကျွန်းနံပါတ်14လင်းလက်ဦးလိုပေါင်းလာခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကထိုင်းစီကိန်းပြိုင်ပွဲမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အောက်စုဘီရဲ့ပထမဆုံးအဖွင့်ပွဲစဉ်လည်းဖြစ်ပါတယ်ဒီနေ့အဖွင့်ပွဲစဉ်မှာတော့အင်ရှင်မြမာတင်း ကျွန်တော်မြန်မာအသင်းနေနဲ့ဖိလစ်ပင်းအသင်းနဲ့စတင်ပြီးတော့ရင်ဆိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ဝင်းတန်ကြီးထွန်းစန်တော်တော်နဲ့ပြန်တွေ့လာတယ်။မာတင်မဲစန်တော်တော်ညာချန်နဲ့ပဲတောက်ချောက်ဆွဲတက်လာတယ်စန်တော်တော်အေးရတော့လက်ကဖြတ်ချိုးပေးတယ်။ပြန်ထွက်လာတယ်ဝင်းတန်ကြီးထွန်းလက်ကံပြီ။ဂိုးပြီများလက်ရှိချိန်မှာတော့ပွဲစား၄မိနစ်မှာပဲမာတင်ဥဆောင်ကိုစပြီးတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဖိလစ်ပိုင်တင်းနဲ့တွေ့တိုင်းအများအားဖြင့်ဂိုးပေါက်တွေ့လိမ့်ရှိတဲ့ဝင်းတန်ကြီးထွန်းဒီချိန်မှာလဲ မာတင်အတွက်ဥဆောင်ကိုတော့တွင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်ဖိလစ်ပိုင်တင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့အသုံးပွဲဆက်တွင်းကိုရရှိထားခဲ့တဲ့ဝင်းသိမ့်ဤထွန်းဒီနေ့ဖိလစ်ပိုင်တင်းနဲ့၄ချိန်မြောက်တွေ့ဆုံမှုမှာတော့၄ဂိုးမြောက်တွင်းကိုတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ကိုရင်းစီးရေးပွဲဆောက်မှာပဲမြန်မာတင်းကတော့အကောင်းဆုံးစတင်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ကိုညင်ဆိုရေးဝင်းနေရုံနေနဲ့ဒီရရှိခဲ့တဲ့အသင်းကိုကသူကိုယ်တိုင်ပဲအစာပြုတ်ရလို့ဆိုရမယ်မြတ်သူကိုယ်တိုင်ပဲအစာပြုတ်ခဲ့ပြီးတော့သူကိုယ်တိုင်ပဲ ကန်သွင်းအဆုံးသတ်ခဲ့ရလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ TNNU State ရန်ချုံမီကွင်းထဲကိုလိုက်အောင်အားပေးတဲ့မြန်မာပြည်သက်တွေအတွက်တော့တကယ်ကိုအမောပြေသွင်းကုန်လို့တော့အဆိုးအမလည်းဖြစ်ပါတယ်တော်တော်ဝေးခြေပလိုက်တဲ့မျောဝေးရေကြာပြီးခမဆန်းတော်ပဲအေးရတဲ့ကနေလှက်ခဲ့နေတယ်တောင်ကမောကနေထားရေ Tập cho con đây đi. Chà đi mẹ mà tiếng chi đó mà chi đi mẹ muốn tình y chung, chỉ để chi đi muốn tình y chung mẹ ấy là sao nó giàu lắm đi, muốn tình y chung lắc kẹ đi. Phụ bánh tiếng mẹ đi ở rồi, đó đi. Ý là chạy bí đồ mò bí đồ bí. Phụ bánh tiếng mẹ đi ở chỗ đó đi. Muốn tình y chung. အေးရထဲမှာပဲဘေဂျင်နေလက်ကန်နေကျွန်တော်ပြတဲ့မော်ပဲကန်နေပြီးတော့အေးရထဲမှာပဲခေါင်းတိုက်တယ်ညီမတင်းခန်းစစ်ကပဲရှင်းထုတ်ထားနိုင်ခဲ့ဖြစ်ပါတယ်ဒါကြောင့်ပဲပေးထားတယ်ယိုးဒီလိုင်းအေးရထဲမှာဖြစ်နေပေးထားတယ်ညီမတင်းအခြေထဲမှာရှိတယ်ဆက်လက်တော့ဒီကျမတော့ဆန်းတော့ဒူရီယာမြောက်ဦးဆောင်ကိုအားရှိဖို့အတွက်ကြိုးစားခဲ့ရလည်းဖြစ်ပါတယ် ဖိလစ်ပိုင်ရဲ့ခန်းစစ်ကကောင်းတဲ့ရှင်းလင်းပုံမတိတဲ့အနေနဲ့တခုကနေရရှိလာတဲ့အခွင့်အရေးကိုတော့စံသွတော်အကောင်းဆုံးအသုံးမချနိုင်ခဲ့ရလည်းဖြစ်ပါတယ်။ဒါကြောင့်လို့မြန်မာအသင်းဒုတိယမြောက်ဦးဆောင်ကိုရရှိမြဲအခွင့်အရေးကနေလွှဲချော်ခဲ့ရလည်းဖြစ်ပါတယ်။မွာတင်တွင်ကိုရရှိဖို့အတွက်အတော်လေးကောင်းမွန်တဲ့အခွင့်အရေးကောင်းတစ်ခုကိုတော့ရရှိခဲ့လို့ဆိုအောင်မှာဖြစ်ပါတယ်။မွာတင်တက်စီပြန်ဆောက်လာပြီ။ယွန်ဒီလိုင်းကရှော့ပဲဆွဲတက်လာတဲ့အေရီယာလည်းဝင်လာတဲ့ယွန်ဒီလိုင်းအလဲထပ်ပြီးတော့ပေးတော် အရင်မောင်ကောင်းမွန်တဲ့ကစားမားတွေရှိတာကြောင့်မာတင်ခန့်စစ်တတိထားဖို့တော့လိုအပ်နေကြတာဖြစ်ပါတယ်လွတ်တဲ့ကမောကန်နေပေးတာအဲ့ဒါကြားတယ်မာတင်ရဲ့ကုသမာမြို့မြညာငယ်ဂျေမာလေးအကောင်းဆုံးလက်ဆွဲတစ်ခုနဲ့ကာဝယ်ထားနိုင်ခဲ့တယ်ညာဂျေမာရောကန်ချက်ကတော်လေးကောင်းမွန်ခဲ့ပြီးတော့ကိုးပေါက်ထဲကိုတိုက်ရိုက်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်ဒါမဲ့လည်းမာတင်ရဲ့ကိုသမားမြွမြွမြင်ရလေတကယ်ကိုကောင်းမွန်တဲ့လက်ဆွမ်းတစ်ခုနဲ့တော့ ပြန်ပြီးတော့ကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဖိလစ်ပိုင်တင်းမဲရှိကိုကန်နေပေးထားတယ်အေရီယာကိုကြားတယ်ခေါင်းတိုက်ရယ်ပြန်ဆက်ထွက်လာပြီကိုရင်းစီမြေတွေရဲ့အနေထားတစ်ခုကတော့ဖိလစ်ပိုင်တင်းချေပါကိုပြန်လဲရရှိသွားခဲ့ပြီဖြစ်ပါတယ်ညော်လေးနဲ့အနေထားတစ်ခုကနေပဲဖိလစ်ပိုင်တင်းရရှိလာတဲ့အခွင့်အရေးကိုတော့အပိုင်နိုင်ဆုံးအသုံးချပြီးတော့လိုအပ်နေတဲ့ချေပါကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဟုတ်ပါရဲ့ကိုညင်စိုးရေမြန်မာပြည်နယ်လေဒုရပိုင်းမှာ တိုက်စစ်ကစားအားရောကြသွားခဲ့သလိုခန်စပန်းတို့ကဒီကထားပြီးတော့ဖြစ်တင်းခဲ့ရတယ်ဖြစ်ပါတယ်ဒီချိန်မှာဆိုလို့ရှိရင်ဘုံမှာမျိုးမြညင်းရဲ့ဖမ်းယူပုံကအနေငယ်မတည်တတ်မှုဖြစ်ခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်မလို့ဖလော်ဗန်တင်းရဲ့တိုက်စစ်မှာအတင်ရှိနေတဲ့မေလူးဝစ်ကပဲထပ်မံပြီးတော့ပိတ်သိမ်းယူသွားခဲ့ရတယ်ဖြစ်ပါတယ် ကျွန်တော်ပိုင်တင်းမယ်အေးရဝင်လာပြီတယောက်ကြော်ထားတယ်လက်ကန်ပြီမြန်မြန်ညာချင်းကာဝယ်ထားနိုင်ခဲ့တယ်မြောက်ကျွန်တော်ပိုင်တင်းမယ်ရှုပ်ထပ်ပေးတော့တယ်လပိုင်တင်းမဲ့ပဲချမ်းနေပဲချင်းနေကြည့်နေအေးရထပ်ပြီးတော့မော်ပြီးတော့ပြေးဝင်လာပြီးကောင်းတိုက်ပြီးချိန်ပါလေမော်တင်းရဲ့ကိုသမားမြင်းမြတ်ညင်းရဲ့လက်ဆွမ်းကတော့အတော်လေးကောင်းမွန်နေနေတာတစ်ခုမှတော့ရှိနေခဲ့တာဖြစ်ပါတယ်ဂျွန်မီလိုင်းပဲညာချမ်းနေပဲတောက်ချက်ဆွဲတက်လာတယ်ဂျွန်မီလိုင်း တပြောလဲမာပေးပါပြီမေချက်လုံးခေါက်တိုင်ပြီခေါ်ပြီညာဒုတိယပိုင်းမှာဝင်ရောက်လာတဲ့မေချက်လူသူရဲ့ပထမအဆုံးစီဂိမ်းအတွေ့အကြုံကအတော်လေးလှပပြီးတော့အတော်လေးကျဉ်းသက်ဖို့တော့ကောင်းခဲ့ပြီဖြစ်ပါတယ်။ဘဘိုင်ကငယ်ဆိုရင်ဝီဇာလူစားဝင်လာတဲ့မေထက်လူကတော့ဒီကနေ့မှမြန်မာအသင်းအတွက်ဦးဆောင်ကိုပြန်လည်သွေးယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ မာတင်လိုဝဲနေတဲ့အချိန်မှာမေထက်လူကိုအကောင်းဆုံးဝင်လာပြီးတော့ရရှိလာတဲ့အခွင့်အရေးကိုလည်းအပိုင်နိုင်ဆုံးဆုံးသတ်ပြီးတော့မြန်မာပြည်သက်တွေမျှော်လင့်နေတဲ့အတွင်းကိုတော့ရရှိအောင်စွမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်မေထလူဒီလိုပဲအပိုင်ရလက်ကိုအကောင်ဆုံးခေါင်းတိုက်အဆုံးသက်ပြီးတော့ မြန်မာတင်းအတွက်တကယ်ကိုအဖိုးတန်တဲ့အနိုင်ရလက်အတွက်အကောင်းဆုံးခြေအနေတစ်ခုကိုတော့ပေါ်ဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့ပွဲစဉ်အနိုင်ရရင်ဘာဖြစ်ဖြစ်အုပ်စုတက်ဖို့အတွက်စိတ်ခွန်အားပိုင်းရောရလက်ပိုင်းရောအတော်လေးပုံမကောင်းမလာမယ့်အနေအထားတစ်ခုမှာမိထက်လူမြန်မာတင်းရဲ့အဖက်ဖက်ကတိုးတက်လာမယ့်အခြေအနေတွေအတွက်အကောင်းဆုံးအနေအထားမျိုးနဲ့အသွင်ကိုတစ်ခုကိုတော့တွင်ယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့မှာကွင်းထဲထိလာရောက်အားပေးတဲ့မြန်မာတင်းရဲ့ပြည်သက်တွေဒီနေ့မှာတော့ပျော်ရှင်ရဖို့အတွက်အချိန်ရလဲသိပ်ပြီးတော့မကြံတော့ဘူးများ ်ကြောက်ချက်အေရီယာတွေကနေပေးထားတယ်။နောက်ကျင်အေရီယာတွေကနေကနေပေးထားတယ်။ဒီချိန်မှာဝင်းမင်းမင်းမင်းကြီးကောင်းမွန်ပုံစံနဲ့ဖန်ကွာနိုင်ခဲ့ရလည်းဖြစ်ပါတယ်။ဘလော့စင်ကတင်ဆက်နေတဲ့ချိန်တူမှာပဲမာတင်နဲ့ဖလပိုင်တင်းတို့ရဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ပြီးဆုံးသွားခဲ့တဲ့ချိန်မှာတော့မြန်မာအသင်းကဝင်တကီထွန်း မေထက်လူတို့ရဲ့အတွင်းကိုရနေတူ2025ထိုင်းစီကင်းရဲ့အဖွဲ့ပွဲစဉ်ကိုတော့အကောင်းဆုံးစပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်ကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။